အလူအတန်းမှာစီစနေကြကြနဲ့နေရာစုံလူတန်းနိုင်တဲ့နွယ်ပိုးအိမ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Top Celebrity ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရရှင် နွေပိုးအိမ်အထည်ဆိုင်ကတော့မြန်မာနိုင်ငံမှာမသိတဲ့သူမရှိလောက်အောင်ကိုနာမည်ကြီးတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အလူလုံတဲ့နေရာမှာတွန့်တုံမှုမရှိဘဲနဲ့ရဲရောစွာနဲ့လူတန်းပေးတဲ့အတွက်ကိုနွေပိုးအိမ်ကမြန်မာနိုင်ငံရဲ့ပြည်သက်တည်ရင်ထဲမှာနာမည်ကြီးတာဖြစ်ပါတယ်။နွေပိုးအိမ်အထည်ဆိုင်ကတော့အလူအတန်းနေမကြာခဏပြုလုပ်လေးရှိပြီးတော့သူဆိုင်ကအထည်တွေကလည်းတန်ဖိုးနဲ့ quality ကောင်းနေဖြစ်ပါတယ်။နွေပိုးအိမ်ကသူဆိုင်ကြော်ညာတွေကိုသူကိုယ်တိုင်ကြော်ညာတယ် လို့မင်းသားမင်းသမီးတွေကိုလည်းလက်ဆောင်လေးပေးပြီးတော့ကြော်ညာလေးရှိပါတယ်။ဒါအပြင်နှွယ်ပိုးအိမ်က short video လေးတွေကိုလည်းရိုက်ကူပါတယ်။မရှိစင်ရဲသားဟန်ဆောင်ပြီးတော့မရှိတဲ့သူတွေစီကနေငွေချေးအကူအညီလိုက်တောင်းပြီးတော့သူ့ကိုကူညီပေးခဲ့တဲ့သူတွေကိုများစွာပြန်ပြီးတော့ထောက်ပံ့တဲ့ video လေးတွေနဲ့လည်း line ပေါ်မှာနာမည်ကြည့်ရဖြစ်ပါတယ်။ဒါအပြင်နှွယ်ပိုးအိမ်ကမြန်မာနိုင်ငံရဲ့အခက်အခဲဖြစ်နေတဲ့နေရာဒေသတွေမှာလည်းငွေချေးတွေတွားရောက်ပြီးတော့လှူဒန်းပေးတာဖြစ်ပါတယ်။ရေးပေတော့ကလည်း ကူညီပေးခဲ့သလိုအခုငလင်ပေးဖြစ်တဲ့အခါမှာလည်းနှွယ်ပိုးအိမ်ကနောက်မကျဘဲနဲ့ချက်ချင်းဆိုသလိုပဲလှူဒန်းပေးခဲ့တာဖြစ်ပါတယ်။လူစရာမရှိရင်တောင်မှသူ့မှာရှိတဲ့ပစ္စည်းတွေကိုရောင်းချပြီးတော့လှူဒန်းပေးရလဲဖြစ်ပါတယ်။အခုမြန်မာနိုင်ငံမှာမက်ရှလာနာဆက်ရှင်ကြီးက ပြင်းအား9တသမ9မက်နီကျူးနဲ့လှုပ်ခတ်ခဲ့တဲ့ငလင်ပီးကြောင့်မြန်မာနိုင်ငံရဲ့အမန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့အနီးတစ်ဝိုက်မှာပြင်းထန်စွာနဲ့ပျက်စီးဆုံးရှုံးမှုတွေလူအသေးပြောက်တွေလည်းရှိခဲ့တာဖြစ်ပါတယ်။ ဒီငလင်ဘေးအတွက်ပြည်သူတွေပြင်းစွာဒုက္ခရောက်နေတဲ့အချိန်မှာနှွေပိုးအိမ်ကတော့သူ့ပိုင်ဆိုင်တဲ့ကားတစ်စီးကိုရောင်းချပြီးတော့ဒိန်း900မှတီးပြီးတော့လှူဒန်းလိုက်တာလည်းဖြစ်ပါတယ်။နှွေပိုးအိမ်ကိုယုံကြည်လို့ဆိုပြီးတော့နှွေပိုးအိမ်ကအလှမခံပေမဲ့လည်းအကူချိုက်တဲ့နေရာမှာအကူအစင်ပြေတဲ့နေရာမှာလှူဒန်းပေးပါဆိုပြီးတော့နိုင်ငံသားမှရှိရသူတွေကပြည်တွင်းကသူတွေကနှွေပိုးအိမ်ချမ်းကိုအလှငွေတွေလာရောက်ပြီးတော့ပေးဆောင်ကြပါတယ်။အဲလိုပေးတဲ့အခါမှာလည်းနှွေပိုးအိမ်ကလိုအပ်တဲ့နေရာတွေကိုထိထိရောက် ်သွားပြီးတော့တောင်းဆုံအောင်လို့လူတန်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။ Brighter Mickens ခိုင်နှင်းဝေတောင်မှຫນွယ်ပိုးအိမ်လောက်တောင်းဆိတ်အောင်မလုံနိုင်ဘူးဆိုပြီးတော့ comment တွေဝေဖန်တဲ့နေလဲထွက်ပေါ်လို့လာတာဖြစ်ပါတယ်။ຫນွယ်ပိုးအိမ်ကတော့ဈေးရုံတနေရသူတွေရောအိုးအိမ်ပြည့်စည်သွားတဲ့သူတွေကစားစရာမရှိတဲ့သူတွေကတကယ်ကိုပဲနေရာဆောင်အောင်လူတန်းပေးနိုင်တဲ့အပြင်ကယ်ဆယ်ရေးသမားတွေအတွက်လိုအပ်တဲ့ဆက်ပစ္စည်းခရီးယာတွေကိုလည်းဝယ်နိုင်ဖို့အတွက်ကိုလူတန်းပေးခဲ့တဲ့အပြင်ပေါ့နော်လိုအပ်နေတဲ့ water cooler air cooler ဒီလိုမျိုးပစ္စည်းတွေကိုလည်းသူ့မှာ down စိတ်အောင်လို့လူတန်းနိုင်တာဖြစ်ပါတယ် နွယ်ပိုးအိမ်ရဲ့တောင်းဆိတ်အောင်လူတန်းနိုင်မှုကြီးကတော့တကယ်ကိုပဲချီတူအံ့ဩရတာပဲဖြစ်ပါရဲ့ရှင်။နွယ်ပိုးအိမ်လိုလိုမျိုးအများကြီးထွက်ပေါ်လာပါစီဆိုပြီးတော့နွယ်ပိုးအိမ်ရဲ့ဗီဒီယိုကွန်မန့်တိုင်းမှာပရိသတ်ကြီးစုတောင်းနေရအောင်လည်းတွေ့ရပါတယ်။ပရိသတ်ကြီးရောနွယ်ပိုးအိမ်ရဲ့လူတန်းမှုတွေကိုဘယ်လိုမျိုးထင်မြင်မိပါသလဲ။ကွန်မန့်လေးထဲမှာရှင်းပြပေးကြပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။